ရန်ကုန်ဒေသကြီးလှိုင်းသာမြို့နယ်ညောင်ကြီးရွာအုပ်စုပန်းလိုင်မြေတောင်ထုံးမြေက60ကျော်ပေါ်မှာရေတိမ်တကတိစားဖို့ကြားထားတာကြောင့်အဲ့ဒီနေရာမှာနေထိုင်တဲ့ကျူးကျော်အင်ဂျီတွေကိုပြောင်းရွှေ့ဖို့တတိပေးထားတာဖြစ်တယ်လို့စွန်လ16နေ့ကပြုလုပ်တဲ့ရန်ကုန်ဒေသကြီးလွှတ်တော်အစည်းအဝေးမှာရန်ကုန်ဒေသကြီးနေဆဲရေးနဲ့လုံခြုံရေးဝန်ကြီးပုံမှုကြီးတင်ဝင်းကပြောကြားခဲ့ပါတယ်ဗန်းမြို့နယ်မဲဆန္ဒနယ်မှနယ်လွတ်တော်ကိုယ်စားဒေါက်တာညညိုသိန်းရဲ့လှိုင်သာယာမြို့နယ်ညောင်ကျေးရွာအုပ်စုရှိအင်ဂျင်9000ခန်းပြည်သူ1000ကျော်ကိုဖယ်ရှားပေးဖို့အတွက် လိုင်သာမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ညွှန်ကြားချက်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ကသိရှိပါသလားသိရှိပါရင်ဘာအတွက်ကြောင့်ပြည်သူတွေအင်ဂျင်မဲ့ဖြစ်အောင်ဆောင်ရွက်ရတာလဲနဲ့ဒီအစီအစဉ်ကိုရွှေ့ဆိုင်မှုအစီအစဉ်ရှိမရှိမေးမြန်းခဲ့ပါတယ်။ညောင်ကျေးရွာအုပ်စုမှာရှိတဲ့အင်ဂျင်9000ခန်းပြည်သူလူထုတပေါင်းချော်ကိုဖယ်ရှားပေးဖို့အတွက်လိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ညွှန်ကြားချက်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရှိပါသလား တိချိပါလျင်မြေသည့်အတွက်ကြောင့်ပြည်သူများအင်ဂျီမဲ့ဖြစ်အောင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။အဆိုပါအစီအစဉ်ကို ရွှေဆိုင်းရန်အစီအစဉ်ရှိမရှိနှင့်အဆိုပါနုံတီမြင်မှုဧက60ကိုအဆိုရအဖွဲ့ဤကြံရှိတက်တန်းအတွင်မြေသည့်စီမံကိန်းကို ဆောင်ရွက်ရန်ကြံရွယ်ချက်ရှိပါသည်။ ိမ်ယာမဲ့ပြည်သူတပေါင်းကျော်ကိုနေထိုင်စရာအတွက်ညီတို့ပြန်လည်စီမံပေးမည်ကိုတရှိလိုချောင်းမိကုံဖြစ်ပါလေရှင်ကျေးဇူးတင်ပါတယ်။နိုင်ငံမျိုးနယ်ညောင်ကျေးရွာအုပ်စုပန်းလိုက်မြကန်တောင်ထုံးမြေဟာညောင်ကျေးရွာအုပ်စုစက်မှုစုံနှင့်နောက်ကျောမှတရှိပြီး2022ခုနှစ်ကစတင်ပြီးတောင်ထုံးမြေဖြစ်ပေါ်ပေါက်လာတာဖြစ်ကဧရိယာ60ဧကခန့်ရှိပြီး2023ခုနှစ်မက်စလာခန့်ကစတင်ပြီးအစုလိုက်ပြုံလိုက်ကျူးကျော်မှုများပေါ်ပေါက်လာတယ်လို့ပြောကြားခဲ့ပါတယ်။အဲ့ဒီမြေပေါ်မှာလူဦးရေ9000ခန့် အင်ဂျီ1300ခန်းရှိကအများစုမှာစီးပွားရေးရကျူးကျော်လာသူတွေဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးနေဆက်ရည်နယ်လုံခြုံရေးဝန်ကြီးပိုမူကြီးတင်ဝင်းကဆက်လက်ပြောကြားခဲ့ပါတယ်။ပန်းလိုက်မြေကိုရေငန်ဝင်ရောက်မှုမရှိစေဖို့ရေတကားဆောက်လုပ်ဖို့ကြားထားပြီးရေတကားဆောက်လုပ်ခြင်းလုပ်ငန်းတွေစတင်ဆောင်ရွက်ပါကအဲ့ဒီမြေ area မှာဆောက်လုပ်မဲ့နေရာနဲ့ကင်းလွတ်မှုမရှိတာကြောင့်လိုင်တာယာမြို့နယ်အုပ်ချုပ်ရေးမှုက1898ခုနှစ်အောက်မြန်မာနိုင်ငံမြို့နယ်ကြီးရွာများအုပ်ဥပဒေအရဖယ်ရှားပေးဖို့တတိပေးစာထုတ်ပြန်ထားတာဖြစ်တယ်လို့ပိုမူကြီးတင်ဝင်းကပြောကြားခဲ့ပါတယ်။ အဲဒီညမှာနေထိုင်ကြတဲ့လူမိုက်ဖွဲ့တွေကချင်းချောက်ငွေတောင်းတာတွေမကြကနာပြုလုပ်တာတွေရှိခဲ့တာကြောင့်တထုံမြို့မှာခြေဆိုင်တဲ့ပြည်သူစေတနာဝန်ထမ်းဖွဲ့ကိုကိုကြီးလန့်တောင်းခဲ့ရာအဲဒီဖွဲ့ကကျူးရက်ွက်တွင်အင်အား60ခန်းနဲ့လုံခြုံရေးလာရောက်ဆောင်ရွက်ခဲ့ပါတယ်။